္လာပါအားလုံးကိုစင်တာချမ်းမှချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ဘုန်းကြီးကိုပြတနာကိုပြည့်ရှင်ရတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လောကဆိုတာဒုက္ခမျိုးစုံနဲ့ရောရောပြန်ပြီးတော့စိုးရင်စရာတွေထိတ်လန့်စရာတွေဒါတွေလည်းရောက်ရှိလာတတ်တဲ့သဘောမျိုးဒါတွေနဲ့ပြည့်နှံ့နေတာအပျော်ရရော ဝမ်းနေစရာတွေကောအောင်မြင်မှုတွေကောကြာရှုံးမှုတွေရောစုပေါင်းနေတဲ့သဘောကလောကပဲအဲ့တော့ဒီလောကထဲမှာနေနေကြတဲ့လောကလူသားတွေဖြစ်တဲ့အတွက်ကြောင့်အခက်အခဲတို့ပြဿနာတို့ကြုံတတ်တာပဲအဲ့ဒီအခက်အခဲပြဿနာကြုံလိုက်တိုင်းတုံ့လောက်တတ်တဲ့သဘာဝကလည်းဒါသာမန်လူသားတို့ရဲ့သဘာဝပဲအဲ့ဒီသဘာဝကလည်းရင့်ကျက်အောင်စူးစမ်းယူသွားတာပြဿနာဖြစ်တိုင်းတုံ့လောက် ြတနာဖြစ်တိုင်းဣန္ဒြေမယဒီလိုမျိုးဖြည့်ရှင်းတာကနေတဖြည်းဖြည်းနဲ့ရင့်ကျက်စွာ ဖြည့်ရှင်းတယ်တည်ငြိမ်စွာဖြည့်ရှင်းတယ်အဲ့တော့ကိုယ်ပြတနာကိုဖြည့်ရှင်းတဲ့နေရာမှာလဲကြစ်ကြစ်လေးလေးဖြည့်ရှင်းတာကောင်းတယ်တကယ်ရင်ဆိုင်တော့မှသာရင်ဆိုင်ပြီးတော့ထိရောက်တော့နေနဲ့တုံပြန်တာပဲကောင်းတယ်အဲ့တော့ပြတနာကဖြစ်မယ်မကြံသေးဘူးကိုယ်အကြောင်းလူတကာသိနေပြီလူတကာရဲ့ထင်မြင်ချက်တွေနဲ့ကိုကသူများတွေကမှအမျောတင်ပဲနဲ့မျောနေပြီ။ အဲ့တော့ယန္တုတော်၎င်းသူတစ်ပါးကိုယ့်အပေါ်မှာမနှက်တတ်သောသူတို့တော်၎င်းသူတို့တွေရဲ့ဝမ်းသာအားရဖြစ်သွားစေလောက်အောင်ပြဿနာတွေကိုထုတ်ထုတ်ပြီးတော့လူသိရှင်ကြမလုံနဲ့အဲ့တော့လူတိုင်းဟာကိုယ့်ပြဿနာကိုဖြေရှင်းနေကြတာဒီငိန်သောနေ့နဲ့ဖြေရှင်းကြရတာပဲညာတော်အဖြစ်ရင့်ကျက်တော်သူတွေကမျိုးသိပ်ထားကြရင်ဆိုင်နေလို့ရင်ဆိုင်နေမှန်းတော့ကျန်တဲ့သူတွေမရိပ်မိကြဘူး ဲ့ဒါလူတယောက်ရဲ့အရေးချင်းပဲအောင်မြင်သူတွေရဲ့အရေးချင်းကလည်းဒါပဲဒီလိုဆိုတော့လောကဓာတ်နဲ့ကြုံတယ်ဆိုတာအထူးဆန်းဖို့လို့အမြဲတမ်းဆင်ကျင်ဒါဟာမထူးဆန်းတော့အရာငါတယောက်တည်းကြုံတာမဟုတ်ဘူးအများလည်းဒီလိုပဲကြုံတာဘဒုက္ခဒုက္ခယတနာလို့ဆိုတာငါတယောက်တည်းကြုံတာမဟုတ်ဘူးအများလည်းကြုံတာအဲ့တော့ကြုံနေတဲ့သူတွေတဲ့မှာတုံလုံနေတဲ့သူရယ်ဒီငြိမ်နေတဲ့သူရယ်ဒါပဲကြွားတာ တည်ငြိမ်တယ်လို့ဆိုပြီးတော့ပြဿနာမရှိဘူးလို့မထင်နဲ့လူကြားထဲမှာနေလို့ရှိရင်ပြဿနာကတော့ရှိနေတာကြီးပဲကိုယ်အတ္တနဲ့ကိုယ်ကိုယ်အမြင်နဲ့ကိုယ်မတူညီသောအမြင်တွေရှုထောင့်တွေကနေကြည့်ပြီးတော့မတူညီသောကောက်ချက်ချမှုတွေနဲ့ဒါတွေကိုကိုယ်ခံစားရတဲ့အခါမရင်ကျက်တဲ့အချိန်မှာတုံ့လောက်ကြတာကြီးပဲအဲ့တုံ့လောက်တဲ့အနေထားကနေမတုံ့လောက်တဲ့အနေထားရောက်အောင်စူးစမ်းသွားရမှာအဲ့တော့ကိုယ်ပဲရင်ဆိုင်ဖြေရှင်းရတာကိုယ်ပြဿနာကိုယ်ပဲသိတယ် ဒါကိုယ်ပြဿနာလေးကိုယ်သာတည်ငြိမ်စွာနဲ့အာယုံစိုက်ပြီးတော့အကောင်းဆုံးနေလတဲ့ကိုကိုယ့်ရဲ့သမာဓိနဲ့ပေါ့ကိုယ့်ရဲ့တတိတရားနဲ့ဆင်ခြင်တုံတရားတွေနဲ့အဲ့ဒီလိုရင့်ကျက်စွာရင်ဆိုင်ပါအဲ့တော့ဖြည့်ရှင်းပြီးဟေ့ဆိုတော့လေအောင်မြင်သွားကောင်မှအောင်မြင်သွားရောဒီတိုင်းတည်းတည်ငြိမ်စွာနေအောင်သွားလို့ဆိုပြီးတော့လေမြောက်ကြောမြောက်ကြောနဲ့ဖြစ်เสียမလို့ပြဿနာဖြည့်ရှင်းနိုင်လိုက်လို့ဆိုပြီးတော့လည်းပဲ တဖက်သူတွေကိုအပြစ်တွေလိုက်ညင်စရာလည်းမလိုဘူးအဲ့တော့ကိုကြုံတယ်လို့သူတို့လည်းပြဿနာကြုံတာပဲပြဿနာကြုံသူအချင်းချင်းပဲအာမမကွာဘူးအဲ့တော့ကိုမှကြုံတယ်ဆိုပြီးတော့လည်းမငြင်းနဲ့အဲ့တော့ဖြည့်ရှင်းပြီဆိုတဲ့အခါကျတော့ကိုပဲဖြည့်ရှင်းရတယ်အသက်ဘေးရန်တည်းကြုံရအောင်ကိုပဲဖြည့်ရှင်းရတာဒေနာကနေပြီးတော့အော်ကိုအကြောင်းလေးကိုကမနေနိုင်လို့ပြောတော့လူတွေကအကုန်သိဆရာများသားသေးတယ်ဒီစကားကလည်းရှိသေးတယ် ပေးလိုက်မယ်အကြံလေးမနေမနောပဲအဲ့ကိုသွားမယ်လမ်းတော့ပျောက်သွားတတ်တယ်အဲ့ကိုဘာတော့ကိုကြည်ကြည်လေးလေးရင်ဆိုင်ပြေရှင်းယုံကြည်ထိုက်သောအာကိုထိုက်သောအကြံရနိုင်သောသူတွေနဲ့သာတို့တို့တတိပဲရင်ဆိုင်တို့တို့တတိပဲတိုင်ပင် တိုင်ပင်ပြီးအကောင်းဆုံးနေနဲ့ပြေရှင်းသွားဒါကကိုဘဝရောကိုရဲ့ကိုရဲ့ကိုသွေးတွေကိုလည်းတို့တက်စေတယ် ပြဿနာကိုရင်ဆိုင်ဖြေရှင်းလိုက်နိုင်ပြီဆိုကိုယ်ကိုယ်သွေးတစ်ခါတတ်တာပဲအတွေ့အကြုံတစ်ခါရတာပဲမသိမချင်းတွေ့နေမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ပဲဖြေရှင်းရတာဖြစ်တဲ့အတွက်ကြောင့်တပါးသူတွေကိုမသိစေနဲ့တပါးသူတွေဆိုတဲ့နေရာမှာမကူညီနိုင်တဲ့သူတွေကိုမသိစေနဲ့နောက်ကိုယ်ပေါ်မှာစေတနာမထားနိုင်သောသူတွေလည်းမသိစေနဲ့ကိုယ်ပေါ်မှာတကယ်စေတနာရင်းစေတနာမှရှိတဲ့သူမျိုး လို့ကိုယုံကြည်မှအတိပေးတိုင်ပင်မိတ်ဆွေကောင်းဆိုတာကလည်းရှိပါတယ်မရှိဘူးမဟုတ်ဘူးအဲ့တော့မိတ်ဆွေကောင်းတဲ့တိုင်ပင်ကြစ်ကြစ်လေးလေးနေဘဝတွေပို့ပြီးတော့ကြစ်လက်လာလေပို့ပြီးတော့နေပြောလာလေပဲပြဒနာကို မတုံမလုံရင်ဆိုင်နိုင်လေးလေးပို့ပြီးတော့တည်ငြိမ်လာလေလေးပဲကြာလေကြာလေကိုကဒီလောကရန်ကိုရင်ဆိုင်နိုင်လေးပို့ပြီးတော့ရင်ကျက်လာလေးဖြစ်လာတယ်အဲ့တော့ နောက်ဆုံးမှတ်ထားမှာကပြဒနာလူတိုင်းလူတိုင်းဒီတကယ်ဖြေရှင်းပြီဟဲ့ဆိုကိုယ်ပဲဖြေရှင်းရတာပါလို့ဘေးကလူတွေဖြေရှင်းပြတာမဟုတ်ပါဘူးလင်မယားနှစ်ယောက်ဆိုရင်တော့မှအများရန်အတူတူရှိနေကြတာမဟုတ်ယောက်ျားသားမရှိခင်မှာဇနီးမယားပြဒနာကြုံရင်ကြုံတာပဲဇနီးမယားမရှိခင်မှာနှစ်ယောက်ကြားတစ်ယောက်ထဲပြဒနာကြုံရင်ကြုံတာပဲအတိန်နဲ့နေရတဲ့သူတော် တခါတလေကိုယ်ပြဒနာကိုဖြေရှင်းလိုက်ရတာအများကြီးရှိတယ်အဲ့တော့တဘာဝပဲအဲ့တော့ကိုယ်အတွက်သတ်လုံကောင်းအောင်သာတတိမွေးနောက်ကုသိုလ်စိတ်ကိုမပြောက်စေနဲ့အားလည်းမလျှော်နဲ့ဒါဒီလူတိုင်းကြုံတဲ့သဘောတရားလို့ပဲသတ်မှတ်ပြီးတော့ပေါ်ပေါ်ပါပါပြပရှင်ရှင်နဲ့ဒါဆက်လျှောက်ကြောပြန်နိုင်လိမ့်မယ်စိတ်တမကြပဲနဲ့ရင်ဆိုင်ကြဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သူတော်ကောင်းတရားလည်း အမြဲနှလုံးသွင်းပြီးတော့တည်ငြိမ်တဲ့နှလုံးသားနဲ့ကိုယ့်ရဲ့ပြဿနာကိုကိုအေးဆေးစွာဖြေရှင်းနိုင်၍အောင်မြင်နိုင်သူတွေဖြစ်ပါစေအားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ